နှစ်လအတွင်းနေလန်းစားပိတ်တာချင်းတသိန်းကျော်တင်းပို့ရောင်းချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဘန်နာနှင့်နှလားသာတွင် နေလန်းစားပိတ်တာချင်းသသိန်းကျော်ကိုအီယောင်ဝတီတိုင်းငပူတော်မြို့နယ်ကနေရန်ကုန်စေးကွက်ကိုတင်ပို့ရောင်းချခဲ့တယ်လို့နေလန်းစားထုတ်လုပ်ငန်းလုပ်ကိုင်သူတွေစီကသိရပါတယ်။ငပူတော်မြို့နယ်ကထွက်ရှိတဲ့နေလန်းစားတွေကိုရန်ကုန်စေးကွက်ကိုအထူးကတင်ပို့နေထားပါ။အဲ့ဒီလိုတင်ပို့ရမှာဧပြီလအတွင်းကဒေသထွက်နေလန်းစားပိတ်တာချင်း9000နဲ့မေလအတွင်းမှာတော့နေလန်းစားပိတ်တာချင်း18000အထိတင်ပို့ရောင်း ချနိုင်တာကြောင့်မေလာအထွင်းမှာပိုတိုးချဲ့တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်အစိုးရဒေသထွက်နေလန်းစားများကိုငပိငချောင်းငံပြားရေးစတဲ့လုပ်ငန်းများတွင်အထူးကအသုံးပြုနေပြီးရန်ကုန်ဆေးကွက်ကနေအခြားဆေးကွက်တွေကိုလည်းဆက်လက်တင်ပို့လေရှိတယ်လို့သိရပါသေး။ မြန်မာနိုင်ငံမှာစားထုတ်လုပ်တဲ့လုပ်ငန်းတွေကိုရခိုင်ပြည်နယ်၊မွန်ပြည်နယ်နဲ့အေရဝတီတိုင်းဒေသကြီးတွေမှာအဓိကထုတ်လုပ်ပြီးဒေသအနှံအပြားကိုတင်ပို့ရောင်းချနေတယ်လို့သိရပါတယ်ရှင်။